အတစ်စားခေါ်ဆွဲချောင်းနဲ့ပြာဖြူဆိုပါအနှုတ်တကူလို့စားမယ်။ iglo yakki soba 를만들어드리겠습니다။အတစ်စားခေါ်ဆွဲချောင်းကိုပုံစံမပြတ်စေသေးရေနေပူပူနဲ့3မိနစ်ခန့်ကြုတ်ပါ။အနှစ်တူးလို့မဲ့ပကံလေးကိုတင်းညံပြာရည်ဇွန်းတဝက်၊ crucy ဇွန်းတဝက်၊ khian chi biso သဇွန်းနီတဝက်။မီယိုနဲ့အနေနဲ့ပကြဇွန်းတဝက်၊မီယိုကောင်းမှုအပင်အတင်းနဲ့အတင်းစားခေါ်ဆွဲထုံးမှာပါဝင်တဲ့အရသာမှုဇွန်းတဝက်ခဲပါ။ အဲ့နောက်ယူနေနေခဲ့ပြီးတမအောင်မွေလာအမြင့်များမကိမကျဲဖြစ်လာပြီးဆိုရင်အသိန်းချစ်ပါပြီပြီးရင်တော့ဒဲအိုးဘိုအပူဘေးကစီနေနေထည့်ပြီးကြိုတင်းကြုတ်ထားတဲ့ခေါဆွဲဘိုပုံစံမကျက်စေပဲမင်းရဲ့ကြီးချေကြောပါခါဆဲအနာတောင်ညာမင်းတို့ရောင်တန်းလာပြီဆိုတဲ့အချားကဖက်ကိုလှန်တာရှေ့တာကိုင်းကြောပါခါဆွေမဲအနှစ်တွေတမအောင်မွေပေးဖို့တော့မမင်းနဲ့နော် နှစ်ညာချက်ပလာပြီးစီစားဖို့ရန်အတိတ်ချပါပြီ။မစားတော့ခင်မှာကျောဦးနှစ်ကိုခုတ်ယူပြီးပကံသေးပြင်ဆင်ထားတဲ့ခောက်ဆဲအပေါ်တွေပုံစံမပြတ်စီပဲတည်ပေးတာတက်ကုံမေးတက်ကလေးအပေါ်မှထူပေးနိုင်ပါတယ်။ဒါဆိုရင်တော့အတင်းစားခောက်ဆဲချောက်ထုံးမေးချက်ကြုတ်ခါတဲ့ဂျပန်ခောက်ဆဲကျော်ယာကီဆိုတာအတင်းချပါပြီ။ကျဝွန်မီကိုခောက်ဆဲနဲ့တမအောင်မွေပြီးရင်တော့အရန်ဖို့စားတော့ကောင်းတဲ့ယာတီဆိုပါဘူးစားတော့မိုင်းနေချစ်ပါတယ်